မြန်မာနိုင်ငံဆရာဝန်များအသင်းမန္တလေးနဲ့တဟာရအဖွဲ့တို့ပူးပေါင်းပြီးတော့ဇေယောင်းပွဲတော်နဲ့ဖက်ရှင်ရှိုးပွဲတော်ကို ပြသခဲ့ပါတယ်။ဒေါခင်ပါသတင်းပေးပို့ထားပါတယ်ခင်ဗျ။ဂျွန်လ15ရက်နေ့ကမြန်မာနိုင်ငံဆရာဝန်များအသင်းမန္တလေးနဲ့တဟာရအဖွဲ့တို့ပူးပေါင်းပြီးရတနာဘုံခမ်းမမှာ2014ခုနှစ်ဇေယျဘွတော်နဲ့ဖက်ရှင်ရှိုးပြိုင်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။ဒီဖက်ရှင်ရှိုးပြိုင်ပွဲမှာအသက်16နှစ်ကနေ25နှစ်အတွင်းရှိတဲ့ဈေးပညာနဲ့ပတ်သက်တဲ့အကြောင်းသူအကြောင်းသားတွေ ဆရာဝန်တွေနဲ့ဆရာဝန်တွေရဲ့သားသမီးတွေဝင်ရောက်ရှင်ပြိုင်ခဲ့ကြပါတယ်။ Social gathering လေးဖြစ်ဖို့ပေါ့နော်။ဒီသားစုပြည်စုံရင်းနေဖို့ဒါလေးကိုကျွန်တော်တို့ဒီသားစုဝယ်လေးနေဖန်တီးရအောင်။အဲ့ဒီပွဲမှာယောက်ျားလေး25ယောက်နဲ့မိန်းကလေး26ယောက်ပါဝင်ရှင်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ခါနံပါတ်24ဒေါက်တာပြဖြိုကျော်ကကင်းစုကိုရရှိခဲ့ပြီးကွင်းစုကိုတော့ခါနံပါတ်26ဒေါက်တာတီရာအေးကရရှိခဲ့ပါတယ်။ဒီပွဲကိုပြန်ရတဲ့အကြောင်းအရာတစ်ခါဒီပွဲဒါမျိုးပွဲ တစ်ခါလေးမှဖြစ်တာလေအဲနောက်ကျတော့စီးတဲ့လူစီးမဆိုင်ရည်ဆိုတဲ့ခါကျတော့အမတ်ရလည်းမနေလို့ဖြစ်တာပါအော်ဆေးဆောင်ဒီဒီအမေမန္တလေးနဲ့ပတ်ပတ်ပေါ်ပေါ်နော်ဟိုတော့ဒီတော့အဲဒါလုပ်နေတယ်ဒီလိုပေါ်တော့စီစဉ်ရှိပါတယ်အဲ့ဒါတော့ဝါနာပါဆိုတော့လေသူမီးလို့လည်းအားလိုက်လိုက်ပြီးဆိုမြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ KN Queen ပြိုင်ပွဲကြီးကိုပထမဆုံးအကြိမ်ကျင်းပတာဖြစ်ပြီးနောက်နှစ်တွင်မှလည်းဆက်လက်ကျင်းပသွားဖို့လည်းရှိနေပါတယ် ဒီဘွဲ့မှာ Miss International Myanmar 2013ဂုံရီအေးကျော်ကလည်းအကဲဖြတ်အနေနဲ့ပါဝင်ဆောင်ရွက်ခဲ့ပါတယ်ဒါမှမဟုတ်ပြောင်းရတဲ့ပုံစံမျိုးကိုမြန်မာနိုင်ငံကမြန်မာနိုင်ငံဘက်ကမန္တလေးစရတ်ကြီးကိုရောက်ပြီးတော့ပြီးတော့နိုင်ငံပွဲရေလိုကပွဲရေဆက်ပြီးတော့တိုင်းလာပါအောင်ဒီနေ့ဆက်ပွဲရေဒီနေ့လာကြပါအဲ့တော့ကိုယ်ကိုပြည်ပြီးတော့ကြားကြပါအဲ့ဒါမကြဘူးလေကောင်းဆုံးနဲ့ကြိုးစားသွားကြပါကြိုးစားနေတဲ့လူတွေကမြို့ဆော်ရရှိလာပါဦး အဲ့ဒီပေါ်မှာမန္တလေးမြို့မှာရှိတဲ့ဆေးတက္ကသိုလ်ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်ဆေးဝါးကျန်းကျင်တက္ကသိုလ်သွားဆေးတက္ကသိုလ်နဲ့တိုင်းရင်ဆေးတက္ကသိုလ်တွေကအကြောင်းသူအကြောင်းသား52ယောက်ပါဝင်ရှင်ပြိုင်ခဲ့ကြပါတယ်ကျွန်မခင်ပါပါရှင်